သူမအကြိုက်ကိုကြိုသိနေတဲ့အမည်မဖော်လို့သူတို့ရဲ့အဖို့တန်လက်ဆောင်တွေကြောင့်မျက်ရည်ကျခဲ့ရတဲ့တင်တင်အလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျဆွလိုက်ပါတယ် တင်းတင်းကတော့မင်းသားဝေလူကျော်ရဲ့အစဟောင်းအလှမဲ့တယောက်ပဲဖြစ်ပါတယ်။တင်းတင်းဟာဝေလူကျော်နဲ့ချစ်သူရေးစားတွေဖြစ်နှုတ်သဘောတူပေါင်းတဲ့နေထိုင်ခဲ့ကြပေမဲ့ဝေလူကျော်ကနောက်ပိုင်းမှာတော့တင်းတင်းကိုလမ်းခွဲခဲ့တာပေါ့။အခုလောဝေလူကျော်ရဲ့တာဝန်မယူမှုတွေကြောင့်တင်းတင်းကတရားရုံးမှာတိုင်ချက်ဖွင့်ခဲ့ပြီးပြဿနာတွေဖြစ်ခဲ့ကြပါတယ်။ Brighter မင်းသားကြီးအဖြစ်အားလုံးကလေးစားနှစ်သက်ခဲ့ကြပေမဲ့တင်းတင်းနဲ့ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာတော့ဝေဖန်မှုတွေခံခဲ့ရတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ဝေလူကျော်ကလည်းတင်းတင်းနဲ့ဆက်သွယ်ပြတ်ပြီးရည်ကြီးချမ်းမြောက်နဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ ။တင်းတင်းကတော့တကိုယ်တည်းတောက်ပနေခဲ့တာပေါ့။တင်းတင်းဟာဝေလူကျော်နဲ့တွဲလုံကထက်ဆိုင်းရင် အခုချိန်မှာပိုပြီးပြင်ဆင်ထလာတာကြောင့်သူမကိုအားပေးနေကြတဲ့ပရိသတ်တွေကလည်းခက်များများရဲ့ပေါ့။တင်းတင်းရဲ့ပရိသတ်တွေကတော့သူမဘလို့ပုံစံပဲဖြစ်နေပါစေ။အားပေးနေကြမဲ့အမခန်ဖန်နေပဲဖြစ်ပါတယ်။ အခုခမလေးတင်းတင်းကိုအမည်မဖော်လို့တဲ့ပြိတ္တတယောက်ကသူမရဲ့အကြိုက်တွေကိုရွေးချယ်ပြီး surprise တိုက်ပေးလာခဲ့တာဖြစ်ပါတယ်။တင်းတင်းကိုအားပေးလာတာ၅နှစ်လောက်ရှိပြီးအများရန်လဲချစ်ပြီးအများရန်လဲအားပေးနေမှာပါဆိုပြီးသူမရဲ့ဖြစ်တည်မှုလေးကိုအားပေးလာခဲ့တာဖြစ်ပါတယ်။တင်းတင်းရဲ့ပြိတ္တတွေကတော့ကိုရင်းလာပြီးသူမကိုလက်ဆောင်ပစ္စည်းတွေပေးခဲ့တာမဟုတ်ဘဲ online shop ကနေပို့ခိုင်းခဲ့တာဖြစ်ပါတယ်။ငွေသားပန်းစီအကြီးကြီးနဲ့တင်းတင်းကြိုက်တဲ့မုံတွေ၊နာယီတွေနဲ့ surprise ဖြစ်အောင်လုပ်ခဲ့တာပါ။ ဘသူဘဲဝဆိုတာအတိအကျမသိပေမဲ့ပုတ်ပေးခန်းလိုက်တဲ့ပရိသတ်ကတော့တင်းတင်းကိုအများရန်ကြီးဆိုင်နေပြီးတင်းတင်းရဲ့အကြိုက်တွေကိုသိနေတဲ့သူပဲဖြစ်ပါတယ်။ဒါကြောင့်သူမကိုခုလိုတံမိုးထားပြီးချစ်ခင်ပေးတဲ့ပရိသတ်တွေစီကလက်ဆောင်တွေရလို့မျက်ရည်ကျတဲ့အထီအောင်ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့လက်ဆောင်တွေပုတ်ပေးခဲ့တဲ့အမည်မဖော်လိုတဲ့ပရိသတ်ဆိုသူကခြားသူမဟုတ်ဘဲ ဝေလူကျော်များဖြစ်နေမလားလို့တောင်ပြောလာကြတာပဲဖြစ်ပါတယ်။ဝေလူကျော်ကတင်းတင်းနဲ့တွဲနေတဲ့အချိန်တုန်းကလည်းတင်းတင်းကိုကလေးတယောက်လိုချစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အခုလိုတင်းတင်းအကြိုက်မုံတွေပန်းစည်းတွေနဲ့လက်ဆောင်ပို့ပေးတဲ့သူဟာဝေလူကျော်လားဆိုပြီးဒေါလောဒေါလောပြောလာကြတာပဲဖြစ်ပါတယ်။ဝေလူကျော်ကလက်ရှိမှာရေးကြီးချမ်းမြောင်းတဲ့လက်ထပ်ထားပြီးဖြစ်ပေမဲ့ဝေလူကျော်ရဲ့အချင်းစရိုက်တွေကြောင့်တင်းတင်းကိုလက်ဆောင်ပို့ပေးတယ်ဆိုတာဖြစ်နိုင်တော့တယ်ဆိုပြီးပြောလာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့တင်းတင်းကိုပို့ပေးခဲ့တဲ့စာထဲမှာတော့တင်းတင်းထက်ငယ်တဲ့မောင်လေးတစ်ယောက်ဖြစ်နေတာကြောင့် ဝေလူကြတော့မဖြစ်နိုင်တော့ပါဘူးလို့ခံမှန်းနေကြတဲ့သူတွေကလည်းတဖွဲ့တသက်ရှိနေတာပေါ့။နောက်ပြီးတင်းတင်းကိုရိုင်းကလည်းသူမကိုခုလိုလက်ဆောင်ပို့ပေးမဲ့ဘရိတ်သက်ရှိတဲ့အတွက်ပီတီဖြစ်လို့မဆုံးပါဘူး။တင်းတင်းကတော့ဘရိတ်သက်တွေကသူမကိုချစ်ခင်ကြလို့ဘေးရန်အရာမှန်သမျှတမိုးနေသည့်များသည့်ဖြစ်ပါစေ။တမိုးထားတဲ့ဆိုပြီးမျက်ရည်တွင်နေဂျေဆုစကားပြောလာခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုနေတဲ့ birthday day ကတော့တင်းတင်းကိုလက်ဆောင်ပို့ပေးတဲ့သူဟာသူမရဲ့လက်ရှိချစ်သူဖြစ်မယ်လို့အမျိုးမျိုးထင်ကြပေးနေကြတာပဲဖြစ်ပါတယ်။ဝေလူကျော်ကတော့တင်းတင်းနဲ့ပြဿနာကြီးကျယ်တက်ခဲတဲ့သူဖြစ်လို့ထပ်ပြီးဆက်သွယ်ပတ်သက်မယ်ဆိုတာမဖြစ်နိုင်တဲ့ချင်းနေမှာမလို့သူမကိုဝမ်းသာမြတ်ရေးကြလောက်တဲ့အထိလက်ဆောင်ပစ္စည်းတွေပို့ပေးခဲ့တဲ့သူဟာအမကန်ပြိတ္တဓမ္မမဟုတ်လက်ရှိချစ်သူပဲဖြစ်မယ်လို့မှတ်ချက်ပေးခဲ့ကြတာပါ။ ပရဒတ်တိုနေနဲ့ရောတင်းတင်းကြိုက်တွေသိနေပြီးဆာပရိုက်တိုက်ခဲ့တဲ့အမြင်မဖော်လို့သူဟာတမရဲ့လက်ရှိချစ်သူလေးလားဖန်ပွိုင်းလေးလားဆိုတာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ